ဖက်ကကွက်ခိုင်တီဖို့စတဲ့နေရာတွေကရှိနေရှန်တိုင်းသားတွေအားလုံးအနေနဲ့လည်းအကအနေနဲ့ကြိတ်ထားဖို့လိုပါတယ်။ပလောင်တွေမျိုးကနေသောက်ခွာထွက်ပြေးသွားရင်မျိုးကိုပြချခဲ့တယ်ဆိုတဲ့အခြေအနေမျိုးကိုကောင်းကောင်းနားလည်ထားဖို့လိုပါတယ်။အဲ့ဒီနေရာမှာတဖက်ကအကြမ်းဖက်အပီမီဒီယာတွေပြောသလိုမျိုးကိုသာတမရော်ကလေချောင်းကနေဘုံကျဲတိုက်ခိုက်တယ်။မီးလောင်ဘုံနဲ့ချပြီးတိုက်ခိုက်ခြင်းလေဆိုလို့ရှိရင်ပြီးခဲ့တဲ့ရက်တွေကအင်အားသုံးပြီးတိုက်ခိုက်ထိုးစစ်ဆင်လို့ရနေပါတယ်။ဘာကြောင့်ကြောင်မဲမျိုးကိုတလာနီးပါးကြောင်ထိုးစစ်ဆင်တိုက်ခိုက်ရမှာပါလဲ။တကယ်တမ်းတမရော်ကသာကြောင်မဲမျိုးကိုပြချရင်ချပစီပလောင်တွေကိုမျိုးပြုတ်မယ်ဆိုတဲ့စိတ်ကူးရှိတယ်ဆိုရင် ။တမတော်ကလေးကလေရင်တအုံနဲ့လာရောက်ဘုံရတိုက်ခတ်ရုံနဲ့ပြလောင်နဲ့အားလုံးမျိုးပြုတ်သွားမှာဖြစ်ပါတယ်။ဒါပေမဲ့ကျွန်တော်ရှေ့ကအစီအစဉ်မှာတင်ဆက်ပေးခဲ့သလိုပါပဲ။နောင်ချုံမျိုးသိန်းတိုက်ပွဲမှာလည်းမျိုးကိုအထူးကအနေအောင်ရေပြင်တိုက်ခတ်ရေးတက်တွင်နေပဲတနေရစီတကန့်စီအပိုင်းလိုက်တလန်းဝင်တလန်းထွက်ရှင်းလင်းသွားခဲ့တာဖြစ်ပါတယ်။အခုကြောင်မဲမျိုးကိုလည်းတမတော်ကအထူးကအနေအောင်ခြေပိုင်းမှာရှိနေတဲ့ဒီဘုံရဲတိုက်ခိုက်မှုပြည့်စုံနေအားလုံးကိုလည်းတေချာကင်းထောင်မှတ်တမ်းယူနေပြင်ပြတ်မှတ်တွေကိုမှတ်ပုံတင်ပြီးဒီဆယ်လ2025ဖြစ်သွားပြီပေါ့ကျွန်တော်တို့ တိုင်းဒီအကြောင်းကိုနီးလာပြီလို့ပဲကျွန်တော်နေမှာပြောချက်ပါလိမ့်မယ်။ဟုတ်ဒီနေ့နည်းနည်းနေမကောင်းလို့အတန်အားလုံးနည်းနည်းရောက်မယ်ထင်တယ်နော်။တိတ်ကြီးခံနေပါ။အဲကျွန်တော်လည်းတော်ကြစီကန်တော့ကြတော့မှာဆိုတော့လေ။ကျွန်တော်နည်းကပြောတယ်လောင်းလုံးမျိုးမှာပွဲကနေတယ်လို့ပြောတယ်မနေ့အစော်ကြီးဟုတ်တယ်မနေ့အစော်ကြီးတန်တိုက်တယ်ကျွန်တော်ဒါဟိုဘက်ကနေမှာကွန်တက်တီးရတဲ့အချိန်မှာတသက်ပြည့်တန်နေပါညာကျွန်တော်စိတ်မှာကောင်းဖြစ်နေတယ်။သို့တော်လေးပဲအဲ့မှာလောက်ကရုံလို့ရဲစကန်လို့အဲ့ဒါမီတာရဲ့အုံနေမလျှက်စီရုံလို့ပေါ့နော်အဲ့ညာတွေဒါပြစ်ခတ်တယ်။ တိုက်ပွဲဖြစ်သွားတယ်ပြီးတော့ပြန်ဆုတ်ခွာသွားတယ်လို့ကျွန်တော်တို့လည်းကြားသိရတယ်ဒီဒီမှာဒီကိုင်းမှုတော့မရှိဘူးဒါပေမဲ့အဲအဲ့ဒီမှာကျွန်တော်ပြောချင်တာကဒီဟိုဒီလိုအကြမ်းဖက်တွေကိုလာတိုက်တာကိုဒါတက်မှအမှန်တက်ထိုင်နေရှိတယ်ဗျာအဲကျွန်တော်တိတ်ပြောမပြောတော့ပါဘူးဟုတ်တယ်မအဲ့ဒီအာမျိုးကိုပတ်ဝန်းကျင်မှာရှိနေတယ်ပြီးတော့အဲ့နေရာလည်းစိတ်အုပ်ချုပ်နေရာမှာဟုတ်တဲ့ခါကျတော့ကျွန်တော်ဒေတာတော့မဟုတ်ဘူးပေါ့အဲ့တော့အဲ့နေရာမှာတက်မတော်ကဒီလိုလာတိုက်တာကကျွန်တော်စားဖာရုံးနေတယ်ဆိုတော့ဟိုပြီးခဲ့တဲ့ဘက်ကကျွန်တော်ပြောဖို့တဲ့ခံရတာမျိုးတွေဒါမျိုးတွေရှိတယ် သူတို့လာတိုက်တာကိုကသွားတိုက်တာအဲ့တော့ကျွန်တော်ကနေနေရှိနေခါမှာကျွန်တော်တို့ drone တွေဘုံတွေပြက်နေကြီးလေးနေနဲ့ပြက်ပြက်သားသားတင်မှဆို KNL လေးတိုင်ရင်လေးပါလဲအမှသူ viewer လေးတို့တိုင်ရင်စနစ်တို့အဲ့လိုမျိုးတွေရှိတယ်ဗျအဲ့ဒီနေရာတွေကိုကျွန်တော်နေနေလေးတွေမှာဟိုနေရင်ဆိုလဲ drone တွေဘုံတွေ design တွေဆိုလဲအရှိတဲ့ရွာတွေဗျအကုန်သာအပြောင်းရှင်းမလိုက်အဲ့ဒါဆိုရင်ပြီးတော့တချို့အဲ့ဒီရွာပတ်ချာလေးတွေကတဘုံရွာလေးဒီပဲအဲ့မှာဈာတဲ့တမ်းလောင်လာရတဲ့လဲကျွန်တော်ကယင်နေတဲ့တဘုံရွာလေးပဲအဲ့တော့ကျွန်တော်ကအဲ့တဘုံရွာလေးမှန်မှန် ကုန်လုံးထိုးပြီးတော့ရှင်းပြီးတော့မှတခါတည်းဖြတ်စည်းပြတာ။နောက်တဲချောင်းကြွားမှဆိုလဲဒါကြောက်လေကားရောပဲ။အဲတဲချောင်းကပွဲကားတယ်ပွဲကားလို့ပြီးတယ်ပြီးသွားရောအဲ့မှာ KNL လေးတွေလည်းတော်တော်များပြေးတာကျွန်တော်တွေ့ရပါတယ်။ပြီးတော့ကြောက်လေကားရောဘက်ကိုဝင်သွားတယ်အချမ်းဖက်တွေကိုဝင်ရောက်စီးနေတယ်ဖမ်းကြည့်ရဲဒါမျိုးတွေတော့လုတ်တယ်မနည်းရတော့ဘူးတော့။နောက်အဲ့ဒီပဲမှဆိုလဲဒီနေ့တိုင်းပဲကျွန်တော်ဆက်ပြောလိုက်မယ်ဆို။ဒိတ်ခွန်ကြွေးရောဒိတ်ခွန်ကြွေးရောလဲဒီဘက်အရှိတောင်ဘက်တောင်ကျော်တဲ့အရှိတောင်ဘက်မှာပေါ့နော်။အဲ့ဘက်ချမ်းမှာနေနေရှင်းတဲ့အချိန်မှာ PDF တွေပေါ့ PDF အကြမ်းဖက်စကန်ကိုရတယ်။ အဲ့တလောင်းကတော့56ကောင်လောက်တော့ရတယ်။နောက်တေးတာတွေကတော့56ကောင်လောက်ရှိပြီးသူဆွဲပြေးတာတွေရှိတယ်ထွက်ပြေးကြတယ်။အလောင်းရည်ဆိုတော့အလောင်းနဲ့နဲ့ဒီပေါ်ပြန်ဒါတွေပတ်ချလိုက်တယ်အများကြီးရတာပေါ့နော်။တချို့ကကျွန်တော်အချိန်ကြာကြာကြီးစကားပြောတဲ့အထင်မှဆိုလို့ပါအဓိကတော့ကျွန်တော်လူဝင်းလေးနဲ့များများလေးလည်းပြီအောင်လို့ပြောချင်တယ်။ကျောင်းမှာလည်းဒီတရင်နေရှာပြီးလို့၄၆လောက်ရှိတဲ့အခါကျတော့အဲတရင်များများတည်ရတာပေါ့လေ။အဲတော့မှတခုတည်းကိုအကြာကြီးပုံကြီးချက်ပြောနေတဲ့အခါကျတော့လည်းပြည်သူတွေမှာကတချို့ကတိတ်အဆင်မပြေတာရှိတဲ့အခါကျတော့ဒါကြောင့်ကျွန်တော် ချိန်တင်ပြီးတော့ကျွန်တော်ပြောပြပါမယ်เนาะနောက်တစ်ခုဒီကျွန်တော်တို့ကြောင်မဲမှာပေါ့ကြောင်မဲမှာဆိုလည်းပဲအထဲမှာရှိတဲ့တက်တော်ယုံနေအေးတက်တော်ယုံနေနောက်တစ်ခါကျတော့အဲမိတက်ယုံနေနောက်တစ်ခါရေစခန်းနေ ELL တွေကမီးရှို့ပြီးတော့ဒါသူတို့စုတ်ခွာတယ်သူတို့စုတ်ခွာတယ် တက်တော်ကတော့ဒါနေမည်ရှင်းရက်ပွက်တဲ့ဒီဒီနေမည်ရှင်းပြီမနေ့ကနော်အဲ့ဒါမျိုးတွေရှိတယ်အဲ့ရကျွန်တော်တို့ကြားရှိတဲ့တရင်တွေပါငါကိုယ်လည်းအစိုးရဒါလည်းတည်ပြီးတော့တက်တော်လည်းအထက်ထက်မှာစစ်ကြောင်းတွေရောက်ပြီးတော့ကွန်မန်ဒိုတွေထောက်ထောက်ပြီးတော့အကုန်လုံးစနိုက်ပါနဲ့ထောက်တဲ့ဒီကောင်းတွေညဘက်ကိုရောက်ပြီးတယ်အဲ့ဒီမှာဟိုနေမော MND ကြောင်းဝဲမှာဟိုနေမော tau mwe ko do ba chang sok ba de le so mnde li ga 200 lao ko ho di bak ko that taw ne tau mwe bak ko da palong ni ya that taw ne နေရလောက်ကိုပလောင်နေရထက်တောင်းတော့မရဘူး။ဟိုဘက်မိုးကုတ်ကြတော့ရတယ်။မိုးကုတ်ကို200လောက်ကရပြီးတော့မိုးကုတ်ကကြတော့ယတနာပစ္စည်းတွေထွက်နေတာကိုယတနာပစ္စည်းထွက်နေတော့အဲယတနာပစ္စည်းတွေကိုသူတို့ဘယ်လိုပြောမလဲဆိုတော့ရကျင်နေစောနဲ့ဒါ MNDA တွေကကိုကနေယူပေါင်းချင်းပြီးတောင်းပေမဲ့ဒီကြောင်မဲကြတော့ဆိုတာအတီလာခမ်းမှဖြစ်တော့သူတို့အစိမ်းမပြေပြဘူး။အဲတော့အစိမ်းမပြေဘူးဆိုတော့ကြောင်မဲကိုကြတော့အဲတစ်ခု200က MNDA မှာပြီးတဲ့ခါကျတော့မဖြစ်မနေစုတ်သွားရတယ်။ ထုတ်သွားပြီးတော့ကြောင်မဲကိုသူလက်လွတ်လိုက်ရတယ်ပေါ့နော်ပြီးတော့လွတ်ယူကပြောပါလဲကြောင်မဲကိုအတက်နိုင်ဆုံးအာသူတို့ခံစစ်တွေပြင်ထားပါတယ်သူအတက်နိုင်ဆုံးပြီးပြီးဟိုနေဖြစ်ပါတယ်ဆိုတိုက်ခိုက်နေပါဆိုအတက်နိုင်ဆုံးတတ်တတ်ချေချိုလေးနဲ့အလံတွေဖြုတ်ပြီးပြေးသွားတယ် အဲ့လိုမျိုးရှိတယ်တိုက်သွားရတော့အထဲမှာတိတ်တိတ်မမတိုက်သွားတာမရှိဘူးတစ်ကောင်းတစ်ကောင်းသုံးလင်းငါးကောင်းလောက်ကိုပြရှင်းရှင်းပြီးတိုက်သွားကြစနိုက်ပါနဲ့ထောက်ရှင်းတိုက်သွားရှိတယ်မင်းကတော့တောင်မဲမြို့ထဲမှာ တော့ကျွန်တော်တို့အဲဒရုန်းနီးတော့တစ်လုံးနှလုံးလုံးချတာမျိုးပဲရှိတယ်ကျန်တာကတော့ဒီတိုင်းပဲပြရှင်းရှင်းသွားတာပဲကျွန်တော်တို့တွေ့ရတယ်ကျန်တဲ့မီးလောင်နေတာတော့သူတို့မီးရှို့သွားတာကြီးဖြစ်တယ်နောက်နောက်ခါကျတော့ကျွန်တော်ကလေးမြို့ဘက်ကိုဆက်ပြောင်းမှာဆိုကလေးတင်တာအာရွာပေါ့ကလေးတင်တာရွာမှာဒါတက်မလို့က အကြမ်းဖက်နေအိမ်ပေါ့ဗျာအဲ့ဒါကိုတပ်မတော်ကနေပြီးမှပုံကျက်ရှင်းနေလိုက်တယ်ပေါ့နော် ပြီးတော့တပ်မတော်ကအဲ့ဒီမှာပုံကျက်လေးဆက်တက်လေးဒီဒီနဲ့ပါပေါ့မော်တော်နဲ့ဆက်တက်လေးဒီဒီနဲ့အဲ drone နေနဲ့ပုံကျက်ရှင်းနေလားအဲ့မှာကြောင့် drone နဲ့ပုံကျက်ရှင်းနေလိုက်တာကြည့်ပြီးတော့ကုတ်ကူရွာလာအဲ့မှာရှိတဲ့ကုတ်ကူရွာကိုလည်းပဲအကြမ်းဖက်နေအိမ်ကြီးအကြမ်းဖက်တည်ရှိတဲ့ဇာတ်ကားနေကိုဒါ drone နဲ့ပုံကျက်ရှင်းနေနေတာကိုကျွန်တော်တို့တွေ့ရှိရတယ်ဟုတ်ရူးဘက်မှာဆိုလို့ရှိရင်ဖန်ခန်းစင်ကြီးရွာရှိတယ်ဗျဖန်ခန်းစင်ကြီးရွာမှာရှိတဲ့အကျန်းဖက်စကန်ကိုဒါတမ်မတော်ကဆက်တက်လေးပြီးပါမော်ဒါတွေနဲ့ဘက်၃ကြိမ်တော့ မနေပေါ့သုံးစီးပေါ့နော်သုံးစီးအလုံးကြီးမရေတွက်နိုင်ငညာချလိုက်တာငညာချလိုက်တော့အဲ့မှာရှိတဲ့ဖန်ကန်းစိကြွရမှာရှိတဲ့အကြမ်းဖက်စကန်မှာရှိတဲ့အကြမ်းဖက်တွေကတော့တော်တော်ကြီးကိုသိသိရတယ်လို့ကျွန်တော်ကြားရတယ်အဲတိတိကြီးတဲ့ဥကြီးကလည်းတော်တော်များတယ်လို့ကျွန်တော်အနေနဲ့သိရှိရတယ်နော်နောက်တစ်ခုကျွန်တော်ထပ်ပြောချင်တာက ဒီဘက်ဆိုလို့ရှိရင်ရေဦးတို့တစေတို့နောက်ကမုံရွာတို့ချောင်းဦးတို့မြင်းမူတို့အရာတော်တို့ဘုတလင်တို့ဒီဘက်ရင်တို့နောက်ကအဲ့ဒီရေဦးတို့ခေဦးတို့ပေါ့ဗျာအဲ့မှာခေဘူးတို့ဝက်လက်တို့နောက်ကကဏီတို့မင်းကင်းတို့ရင်းမာပင်တို့ဆလင်းကြီးတို့အဲ့မျိုးမှရှိတဲ့အကြံဖက်တွေကိုတောင်းတော်ကလည်းတောက်လျှောက်လိုက်ရှင်းနေတယ်ဒီနမခဘကလည်းတောက်လျှောက်ရှင်းနေတယ်တောင်းဆောင်ရှင်းနေတယ်အဲအဲ့တောက်လျှောက်ရှင်းနေတဲ့မနေ့ကကျွန်တော်သိရှိတဲ့နေရာလေးအားလုံးကဘာမှပြီးဆက်မှုတွေမရှိဘူးလား အဲဘာမှပြေးဆက်မှုမရှိဒီမင်းညံမှာဆိုလို့ရှိရင်ဗျာပွဲကားတယ်မလားဒီတိုင်းရှိရကောင်တွေတည်တာ26လောက်တည်တယ်နော်လစ်တာတော်တော်လစ်တယ်အဲကောင်တွေအကြမ်းဖက်ဒဏ်ရာတွေလည်းအများကြီးပဲပြီးတော့နထိုးတိကျွန်တော် comment မှာပြောနထိုးတိပါနထိုးတိဒီတထေးကုန်းမှာမနေ့ကပွဲကားဆိုတော့အကြမ်းဖက်14ရောက်လောက်လစ်တာဒဏ်ရာတွေလည်းအများကြီးပဲမနေ့ကရှိတယ်ကျွန်တော်ကအဲကောင်တွေကျွန်တော်ကကျွန်တော်စီ comment ရလို့ပြောလို့ရှိရင်ဟိုဘက်ကအဲတိုက်နေတာလည်းねကျွန်တော်တို့ကအဲ့လိုမျိုးတော့ရှိတာပေါ့ဗျာကျွန်တော်ကတိတ်ဆိုစကားဟိုနေ့မှဖြစ်ဘူးပြောရတာလေအဲတုံးတာလေတုံးတာလေမဖြစ်စီတယ်အဲ့တော့အဲသူတို့ အကျောင်းထက်တိတ်တာတော့ကျွန်တော်တို့ဒါလေးလေးထုတ်လို့ပြောပြမှာတော့ရှိတယ်အခုနှထိုးကြီးကျောင်းဝင်လာတာရှိလို့ဒါကျွန်တော်ပြောတယ်တမလို့ခရှင်းပါပါလို့အဲ့မှာရဲတယောက်ပေါ့ရဲတယောက်တော့ထိုင်ရလေးနည်းနည်းရရှိရမစိုးရရဘူးဒီနှထိုးကြီးမှတိုက်ပါတာပေါ့နော်အဓိကတော့နှထိုးကြီးမှကတော်တော်များများက PDF တွေဖြစ်နေတဲ့ခါကျတော့တမလို့ကတော့ရဲရပေါ့ရဲရတော့သူတို့အဲ့မှာအထိုင်နေဖြစ်နေတော့ဟိုဘယ်သူပါဆိုတာတတ်သိလို့ရပါမယ်တမလို့ကတော့မသိဘူးအဲ့တော့အဲဒီရဲနဲ့တမလို့နဲ့နှစ်ဦးပေါင်းပြီးတော့မှ တေသာသူတို့ကရှင်းနေတာဖြစ်တဲ့အတွက်ကိုဘက်ကလည်းပေးဆက်မှုမရှိအောင်တိုက်တာကိုတွေ့ရတယ်အဲ့တော့တတိကုန်းမှာရှိတဲ့အကြံဖက်တွေလည်းတော်တော်များများသေးတယ်ဆက်လေးဦးလောက်ဆိုတာဒီဘက်ကပဲရှိသေးတယ်ရရှိတာပဲတွေ့တာကိုဘက်မှာသူတို့ပါဝါသေးတာကအယောက်40နဲ့အထက်ကိုကျွန်တော်တို့သိရတယ်ဒါရရတဲ့သူတွေနည်းနည်းနောင်နောင်မဟုတ်ပြေးကြတာလည်းအများကြီးပဲအဲ့လိုမျိုးရှိတယ်နောက်ပကုတ်ကူပဲပါဆိုတော့ကျောင်းရေမြရွာရှိတယ်ကရေမြရွာတို့ပြည့်အရွာတို့အဲ့ရွာတွေကိုလည်းပဲတောင်တော်ကနေပြောတာဝေယောစီနင်းပြတာဝေယောစီနင်းအထက်မှာရှိတဲ့အကြံဖတ်တဲ့ကုန်ဖန်းစီဒါဆိုတရေနေတောက်လျှောက်ရတယ် အခုတလောကတရင်နောက်ချောက်ရတဲ့အခါကျတော့အကြမ်းဖက်ဒီအေဂျန်ဘုတ်တော့ကိုအကြမ်းဖက်မရှိဘုတ်တော့ကိုဒါတရင်နေပြီးတဲ့အတွက်တရင်နေတောက်ချောက်ရတာကိုရတော့အဲ့တော့တက်နောကသွားရောက်ရှင်းအောင်ကျွန်တော်တွေ့ရတယ်နောက်ဗမောက်ဘက်ကိုပြောမယ်ဆိုဗမောက်မှာကဒီ PDF ပေါ့အနည်းလောက် PDF ကပြီးတော့ KIA ပေါ့ဗျာသူတို့ဖွဲ့တည်နေတိုက်နေကြတယ်ပေါ့တိုက်နေကြတဲ့အချိန်မှာအာဒီအဲ့ဒါနေဟိုပြည်သူစစ်တရားလည်းအနောက်မှာရှိတယ်သူတို့ကအလယ်ရှိတယ်ဒီဘက်ရှိတယ်ဆိုလက်ရှိတိုင်းတိုက်နေကြမနေ့ကတော့သူတိုက်ဝဲတိုက်နေတဲ့ခြားတဲ့ကပဲရှေးဥမှာရှိတဲ့ပစ္စည်းတွေကားနေမှာပြီးတိတ်တယ်အများကြီးအထဲမှာရှိတဲ့အိမ်ဒီလည်းဟိုပစ္စည်းတွေဖောက်ဒီပစ္စည်းတွေဖောက်တယ်အများကြီးပဲအဲ့မှာဗမောင်းမျိုးခံနေရတော့ရင်ကွဲမနာပါဘူးဗျာရင်ကွဲအဲ့ဒါကြောင့်အချမ်းဖက်တွေကိုလက်မခံတာအဲ့ဒါတွေလည်းပါတယ်အချမ်းဖက်ရှိတာနဲ့အခုတလောတရင်နေအရန်ပြိပြီးတော့အရင်ဖြစ်ရှင်းငိုင်းနေတာ ဒါမှမဟုတ်လည်းအဲ့ဘက်ကိုတော်တော်ရှင်းအောင်ဝင်လို့ကျွန်တော်အနေနဲ့ယူဆပါတယ်အဲ့ဘက်ပင်လယ်ဘူးတို့အင်းတော်တို့တောက်ချောက်ကအကျန်းဖက်တွေအများဆုံးရှိတဲ့နေရာပေါ့နော်အဲ့နေရာတွေကိုတမလို့ကရှင်းလို့မရဘူးလားဆိုရတယ်။ဘာကြောင့်မရှင်းသေးတာလဲဆိုတဲ့နေရာမျိုးမှာကျွန်တော်တို့ကအအခြေအနေအကြောင်းကြောင့်အရရရတုံးတက်ရမယ်ဆိုလို့ရှင်တော့လိုအပ်ရင်လိုအပ်တဲ့အချိန်မှာအရေးယူဆောင်ရွက်လိမ့်မယ်လို့ပဲကျွန်တော်တို့လည်းသိရှိရတယ်ပဲပြောရမှာပေါ့နော်။လောက်ပါလိမ့်မယ်အဒီပတ်တွေတချို့ကမလုပ်ဘူးထင်မှာဆိုလို့နော်။ နောက်ဒီဗမောက်မှာအိုက်ပွဲကတော့ဘာပြောလဲဆိုတော့ဒီကောင်းလေး PDF နဲ့ KIA နဲ့အလောင်းက9လောင်းလောင်းရတယ်လက်နက်က6လက်ရတယ်အဲ့ဒီမှာလေအခုမင်းကတိုက်တဲ့တိုက်ပွဲမှာကျွန်တော်တိုက်ရတိုက်ပွဲမှာအဲ့လောက်ရတယ်ပြီးတော့အော်ဝိုင်းထားတယ်အဲ့နေရာကိုလေနော်အဲ့နေရာလည်းဝိုင်းထားတယ်ဗမောက်ကလည်းပဲသူရေရှည်မနေနိုင်ပါဘူးဘာဖြစ်လို့ဆိုဗမောက်ကနေ KIA တွေဆုတ်ခွာပြီးဗမောက်ကိုဒီကောင်းလေးပြီးမယ်ဆိုပြီးစီစဉ်ထားပေမဲ့ဗမောက်ကလည်းအဲ့လောက်မလွယ်လောက်ဘူးလို့ကျွန်တော်တို့တက်ထင်တယ်တက်မလို့ကလည်းလက်လွတ်မယ်တော့မထင်ဘူးနော် နောက်ဒီဗမာမှာလည်းနေနေရှင်းနေတဲ့တိုက်ပွဲတွေဟိုတောက်တုံမရလေးတွေဖြစ်တယ် KIA တွေတည်တယ် PDF တွေတည်တာကိုတွေ့ရတယ်ဒီ Wine Moon လို့ချီးပွေးလို့လည်းတက်မော်စစ်တောင်းထိုးတော့မယ်ထင်တယ်စစ်တောင်းရှင်းနေတော့မယ်ပုံစံမျိုးရှိတယ်အဲဆိုအကြမ်းဖက်တွေကိုဟိုရှိတဲ့နေရာမှာတခါလဲအပြက်ရှင်းမဲ့တပုံမျိုးကျွန်တော်တို့တွေ့ရတယ်နော်နော်ကျွန်တော်တို့အမ်ဘတန်နိုင်ရီကန်တောင်းဟိုနော်အဲ့နိုင်ရီကန်တောင်းတိုက်နီးနာမှာတိုက်ပွဲတွေဖြစ်တယ်ပွဲကပွဲကတော့အေးရ၁၂လောင်းလောင်းရလိုက်တယ် တို့ဒါဒီဘက်ကရလိုက်တာပေါ့နော်သူတို့ဘလောက်တည်လဲတော့လည်းမသိတော်တော်များများတည်ပြီလို့ကျွန်တော်နေနဲ့ထင်တယ်အေးဒီလေးတော်တော်များတည်မှဒဏ်ရလို့ရှိတယ်ပြီးတော့မြောက်ဆန်းဒေတာမှာဆိုတော့ကျွန်တော်ဆက်ဆက်ယူရွာနာမှာလည်းပွဲကားတယ်အဲ့နောက်မှာပွဲကားတော့ကျွန်တော်ကြားသိရတဲ့ပုံစံရအေးရဲ့ PDF ဒီရဲ့လည်းအမှလေးလောင်း3ယောက်4ယောက်လောက်တော့ဒဏ်ရရှိတယ်လို့ကျွန်တော်ကြားတယ်လေးလောင်းကတော့ရတယ်ဒီဘက်တက်မနော်ဘက်ကရတကယ်တည်တာက6လောင်းတည်တာဟိုကဒဏ်ရတဲ့လူလည်းတော်တော်များတယ်လို့ကျွန်တော်သိတယ် ဟိုဘက်ကထပ်ဆွဲလို့ရပါလားအေးလေးလောက်လောက်ကဆွဲလို့ရပါလေကျန်တဲ့ဟာတွေကတော့ကျန်နေတယ်တချို့ဒဏ်ရတဲ့အပီလီကလေးလေးတော့ရှိတယ်ကျွန်တော်အဲ့ဘက်ကကြားသိရတဲ့တည်ညာပေါ့နော်အဲ့တော့အေးလည်းအဲ့မှာတည်ကြတယ်လို့ပြောချင်တယ်နောက်ကကုတ်ကြီးရွာမှာလည်းပွဲကနေတယ်အဲနောက်ကစွန်တက်ကြီးရွာမှာလည်းပွဲကနေတယ်အနည်းရတော့ဘွဲကနေတဲ့အချိန်မှာတပ်မတော်ဘက်ကတော့ပိဆက်မရှိဘူးဒုံးနေနဲ့လက်နဲ့ကြီးနေကောင်းကောင်းဆုံးမနေတာကိုကျွန်တော်တို့တွေ့ရှိရတာရှိတယ် နော်ဗလီကိစ္စတွေကပြဿနာတွေအများကြီးဖြစ်နေတယ်ဗလီကိစ္စကလည်းကျွန်တော်ပြောတာတွေကလည်းဒါအများတယ်နော်ပြောတာများတော့မနေ့ကတော့ဒါတော်သာသီလက်ထက်ကပြီးတယ်ဆိုပြီးတော့လည်းကျွန်တော်တို့ကြားသိထားတာရှိတယ်ဒါပေမဲ့နောက်တစ်ခါကျတော့ကျွန်တော်တို့အဲ့မှာတည်ကြမှာဘယ်နှမဆောက်တာလဲဆိုတော့မရှိပါဘူးလို့လည်းကြားတယ်နော်ပြီးတော့ကျွန်တော်တို့ကစုံစမ်းမိတာပါစုံစမ်းမိတယ်ဆိုတော့ဟိုဘက်မှာပြောနေတဲ့သူတွေကိုကျွန်တော်တို့ကတစ်ဖက်လူတွေရဲ့ဟာကိုကျွန်တော်တို့ကပြန်လည်ဖြည့်ရှင်းတာမဟုတ်ဘူးကျွန်တော်ညီကောင်မောင်လည်းပြဖို့ပဲကျွန်တော်ပြောတာအဲဘလီစောက်ဖို့ခေစားတော့အဲ့မှာမရှိဘူးလို့တော့ကျွန်တော်အနေနဲ့ကြားသိရတာရှိတယ် ကျွန်တော်တေချာစုံစမ်းကြည့်တော့မရှိဘူးတဲ့မဟုတ်ပါဘူးတဲ့ဆိုတော့အဲနောက်တေချာရင်တော့ကျွန်တော်ဟုတ်မဟုတ်တေချာကိုကျွန်တော်ပြန်ပြောပြပါမယ်အမှန်ကရတော့ဗလီချောက်ဖို့လည်းအဲ့နေမှာမရှိပါဘူးဗာမီပွဲမှာလည်းပေးတာတာမရှိဘူးလို့အဲကျွန်တော်နေနဲ့ကြားသိရတာရှိတယ်နော်အဲကျွန်တော်ကြားသိတာဆိုမမားတတ်ပါဘူးကျွန်တော်မနေ့ကတော့အဲစုံစမ်းလိုက်လွတ်လိုက်သေးတယ်လိုက်လွတ်လိုက်တော့ဒါလည်းဒေါက်တာဆန်းစုကြီးလက်ထက်ကပါတယ်ဆိုပြပြောတယ်တပည့်ကအဲပြောတဲ့ခါကျတော့ဟုတ်လားဟုတ်တာဒေါက်တာဆန်းစုကြီးကနောက်ခါကျတော့ဒေါက်တာဆန်းစုကြီးကဘယ်နေရလဲမြေအီကကဟိုဘက်ကငါးအီကလောက်ပြောတယ်ကိုမမောင်က အဲဒါဟုတ်လားလို့မေးတော့ဗာဘယ်နေရာမှာပေးရတာမရှိဘူးလို့ပြတယ်အဲ့တော့ကျွန်တော်ညီကောင်မတော်လေးစိတ်အေးအောင်ဒီညာလေးပြုတ်နေပြတာရှိတယ်ကျွန်တော်ဒီဘဘရံမှုအကောင့်ကိုလာရောက်ရောက်ဟိုဓာတ်ရိုက်ကြည့်ရှုဝေးတဲ့ညီကောင်မတော်တုတ်တောက်ချင်းစီကိုလည်းကျွန်တော်ကျေးဇူးတင်ပါတယ်ဒီလိုလေးလည်းကျွန်တော်တောက်ချောက်ပြောပြပါဦးမယ်နော်ဦးသိသိလက်ထက်မှာလည်းကိုကဒါကဥပဒေရချပြီးသားနော်ဘုန်းကြီးကပါလေကျွန်တော်တို့တန်တိုင်းဝင်ကြီးကချပြီးသားအဲပလီလေးထက်ဆောင်ဝင်ပါကြမရှိသွားနိုင်ငံအတွက်လိုအပ်ချက်ကြောင့်နော်နိုင်ငံရဲ့အမျိုးဘက်သာတန်တနာတည်တဲ့ခိုင်မဲ့လိုအပ်ချက်ကြောင့်လို့ကျွန်တော်နေနေယူဆမိတယ် နောက်တစ်ခုကျွန်တော်၄ GB ကော်မှာဆိုလို့ရှိရင်ရေစင်ကုန်းကိုတက်မလာတိတ်ပတ်ရိုက်ရှိပြီးသွားပြီတိတ်ပတ်ရိုက်ရတော့ KIA ရဲ့ PLN လေးရဲ့လက်ဖြောက်တက်သားတွေဘာညာတွေပေါ့ဗျာလက်ဖြောက်တက်သားလို့စနိုက်ပါသမားတွေပေါ့ AI level 5 6ရောက်လို့ကျွန်တော်တို့ရရှိလိုက်တာကိုတွေ့တယ်။နောက်ရရှိလိုက်တာကိုတွေ့တယ်။အဲ့ဒါလေးကကောင်းတယ်လို့ပြောရမယ်။နောက်ကတထုံမှမှာဆိုလဲအဲကရင်ကရင်လေးကရင်လေးစိတ်ရောကြေးရောပေါ့အဲ့ဒီမှာတက်မလာကစကြောင်းထုတ်ပြီးတော့ဝင်ရောက်စီးနေတဲ့အချိန်မှာအကြမ်းဖက်တယ်လက်3 50လောက်ဖမ်းမိတယ်လို့ အကြမ်းဖက်ထောက်ဖို့တွေထောက်ပံ့နေအောင်အကုန်လုံးဖမ်းမိတယ်လို့ကျွန်တော်တို့ကြားသိရတယ်။ဒီချိန်မှာတက်မတော်ကိုတရင်ပေးနေတဲ့ခါကျတော့တက်မတော်နေကိုမှဝင်ရောက်စီးနင်းတာတွေအများကြီးတွေ့ရတယ်။အကြမ်းဖက်တွေကိုဝင်ရောက်ဖမ်းသိမ်းထိန်းသိမ်းလိုက်တာတွေ့ရတယ်။အကြမ်းဖက်တွေအားပေးတွေကိုလည်းပဲဝင်ရောက်ထိန်းသိမ်းဖမ်းသိမ်းနေတာကိုကျွန်တော်မှတွေ့ရှိရတယ်။ဒါလည်းကောင်းတဲ့နမိတ်ပဲနော်။ ဟိုကျွန်တော်ဘဘပိုင်ရဲ့ဒီဘဘရံမှုအကောင့်ကိုအားပေးနေတဲ့မျိုးကောင်တော့တယောက်ချင်းစီတိုင်းကိုလည်းပဲရင်ထဲလိုက်လိုက်ကျေးဇူးတင်ပါတယ်လို့ကျွန်တော်ပြောချင်ပါတယ်ကျွန်တော်ကကန်ဆမ်းမဲလေးလုပ်ပြီးသားတယ်ကန်ဆမ်းမဲလုပ်တာမနေ့ကတော့မှအဲပပန်းကိုချစ်လို့အဲဒါကျွန်တော်ဘလေးဟိုနေပြအားပေးတယ်ဒီကောင်မတော့တောက်ချေးစီတိုင်းအညီကောင်မတော့အကုန်တိုင်းကိုလည်းကျွန်တော်ကျေးဇူးတင်ပါတယ်။ကန်တမ်းမဲကဒါစမသတင်းကျုပ်အမိလေးပေါ့နော်။အဲ့ဒါလေးလည်းပေးခြင်းနဲ့အဲတချို့ကိုလည်းပဲမဝယ်နိုင်တဲ့သူလည်းပဲကျွန်တော်မန်နေဂျာမှာမန်နေဂျာဖုန်းနံပါတ်က 3969333040ပေါ့နော်မနေဂျာစီကိုပုံဆက်ပြီးတော့မဝင်နိုင်လဲရတယ်မဝင်နိုင်လို့ရှင်ဒီတိုင်းကန်ဆာမန်တက်တက်နိုင်ပြီးမဲ့သူရှိတယ်အဲ့အလားကိုလည်းကျွန်တော်တတ်တတ်ပေးမှရှိတယ်နော်ပြီးတော့တချို့ကကျွန်တော်ကန်ဆမ်းမဲ့ပေါက်တယ်အဲမယူတောင်းတော်ကားလေးပြန်လူကိုင်းတဲ့သူတွေလည်းရှိတယ်အဲ့ဒါတွေပါထည့်ပြီးအဲ့ဘက်မှာလည်းထပ်လုံမယ်ကျွန်တော်လူတာလည်းပေါင်းလူပေးမယ်အဲ့လိုမျိုးရှိတယ်နော်အဲ့တော့ကျွန်တော်ကိုအဲကန်ဆမ်းမဲ့ကိုအားပေးတဲ့ညီကောင်မတယောက်ချင်းစီတိုင်းကိုလည်းချစ်လဲချစ်ပါတယ်ကျွန်တော်အဲတတ်နိုင်သလောက် အဲကျွန်တော်ရရှိတဲ့တရင်အကြောင်းလေးတွေကိုကျွန်တော်ပြောပြပါမယ်။အဲတော့ပလောင်လန်းနဲ့ကန်တဲ့ပုံ TNL ရဲ့အောက်တန်းကျရုပ်မာစွာနဲ့ကြောင်မဲမျိုးကနေဆစ်ရှုံးပြီးဆုတ်ခွာထွက်ပြေးရကန်ဒီအချိန်မှာကြောင်မဲမျိုးမှာရှိနေတဲ့ဌာနဆိုင်ရာတွေရုံးတွေစတင်ကြောင်းနေနဲ့ပြည်သူလူထုရဲ့နေအိမ်တွေကိုမိရှုဖြက်စီဆုတ်ခွာသွားတယ်ဆိုတဲ့တရင်တွေကျွန်တော်ကြားသိရပါတယ်။တမတော်ကကြောင်မဲမျိုးကိုပြန်လည်ထိန်းချုပ်တော့မှဖြစ်တဲ့အတွက်မင်္ဂလာတရင်နဲ့အတူဒေသခံတွေကကိုယ့်ရဲ့မွေးရထားနေကိုပြန်လည်နေထိုင်နိုင်ရေးအတွက် ပြောရွှင်နေကြတဲ့အချိန်မှာပဲပလောင်လက်နက်ကင်တပုံ DNL ရဲ့ကောက်ကြီးရုပ်မှာအောက်တန်းကျသွားတယ်ပဲကြောင်မဲမျိုးကိုမိရှုဖျက်ဆီးခဲ့တာဖြစ်ပါတယ်ဒီလိုမိရှုဖျက်ဆီးတာတွေနဲ့တပြိုင်တည်းတည်းပဲပလောင်လက်နက်ကင်တပုံ DNL ရဲ့ထောက်ခံထားတဲ့မီဒီယာတွေနဲ့အကြမ်းဖက်အားပေးမီဒီယာတွေကတော့တမရော်ကကြောင်မဲမျိုးကိုမိလောင်မုံချတိုက်ခိုက်တာတွေမိရှုဖျက်ဆီးနေတယ်ဆိုပြီးသတင်းတို့သတင်းမှားတွေထုတ်ပြန်နေတာတွေ့ရပါတယ်တကယ်တော့ပလောင်လက်နက်ကင်တပုံ DNL ကနောင်ချုံမျိုးကနေစစ်ရှုံးထုတ်ပွသွားတဲ့အချိန်တုန်းကလည်းနောင်ချုံမှာရှိနေတဲ့ဌာနဆိုင်ရာတွေရုံးနေနေပြည်သူလူထုရဲ့နေအိမ်တွေကိုမိရှုဖျက်ဆီးသွားခဲ့မှုတဲ့ဖြစ်စဉ်တွေတာရကတွေလည်းရှိခဲ့ပြီးဖြစ်ပါတယ် အခုလက်ရှိကြောင်မဲမျိုးကနေစုတ်ခွာသွားခဲ့တဲ့အချိန်မှာလဲကြောင်မဲမျိုးမှာရှိနေတဲ့စာတင်ကြောင်းတွေရုံးတွေအဲဒါအပြင်အခုကျွန်တော်တို့ရရှိတဲ့ဓာတ်ပုံတွေအရာတဲ့ရုံးကိုလည်းမြှို့ထုတ်သွားတာတွေရှိတယ်။ဒါအပြင်ကျွန်တော်တို့ထပ်မံပြီးတော့စုံစမ်းရရှိတဲ့သတင်းတွေအရာတော့ခရိုင်ထွေအုံယုံခရိုင်ရဲယုံနောက်ပြီးတော့မြို့နယ်ရဲစခန်ထွေအုံယုံခရိုင်ယုံရဲစခန် မြို့တော်ခမ်းမနဲ့ဒီအခြားသောအစိုးရဌာနဆိုင်ရာရုံးတွေနဲ့ပြည်သူလူထုရဲ့နေအိမ်တွေကိုမိရှို့ဖျက်ဆီးထားတယ်လို့သိရပါတယ်။ဒါအပြင်ကြောင်မဲမြို့ဆေးရုံတွေမှာရှိနေတဲ့တချို့သောဆေးရုံသုံးကိရိယာတွေကိုလည်းတည်ဆောင်ပြီးတော့ခိုးယူထားတယ်လို့လည်းသတင်းတွေကြားသိရပါတယ်။တချို့သောနေရာတွေမှာလျှက်စက်မီးတွေကိုပါလျှက်စက်မီးကျိုးတွေကိုပါဖျက်တော့ခိုးယူထားတယ်ဆိုတဲ့သတင်းတွေလည်းကြားသိရပါတယ်။ဆိုတော့ဒါကပလောင်လက်နက်ကင်တဲ့ပုံ TNL ရဲ့အင်မတန်ကောက်ကျစ်ရုံမှာသာဆောင်ရွက်မှုတွေဖြစ်ပါတယ်။ ဒီလိုမျိုးပလောင်တပုံရဲ့ဆောင်ရွက်မှုတွေကြောင့်ဂျားနေအနေနဲ့နေနေတဲ့အေးလူလူနေနေတဲ့ပလောင်တိုင်းရင်းသားတစ်ခုလုံးကိုပလောင်တိုင်းရင်းသားတက်ရက်လုံးကိုမျက်နာပါပုံမဲ့တုတ်တဲ့ဘောမျိုးတက်ရောက်နေပါတယ်ဆိုတော့ပလောင်လက်နက်ကန်တပုံ TNL ရဲ့အခုလိုကောက်တန်းကြဆိုတာကောက်ကြည့်ရုံမှဆိုတာဆောင်ရွက်မှုတွေနဲ့ပတ်သက်ပြီးဒေသခံရှမ်းလူမျိုးတွေတီဘောမျိုးမှာရှိနေတဲ့ရှမ်းတိုင်းရင်းသားတွေနတ်ဖက်ကကွတ်ခါတီဘောစတဲ့နေရာတွေကရှိနေရှမ်းတိုင်းရင်းသားတွေအားလုံးအနေနဲ့လည်းအလကအနေနဲ့ကြိတ်ထားဖို့လိုပါတယ်ပလောင်တွေမျိုးကနေသောက်ခွာထွက်ပြေးသွားရင်မျိုးကိုပြချခဲ့တယ်ဆိုတဲ့အခြေအနေမျိုးကိုကောင်းကောင်းနားလည်ထားဖို့လိုပါတယ် အဒီနီယာမှာတဖက်ကအကြမ်းဖက်အာပီမီဒီယာတွေပြောသလိုမြို့ကိုသာတမရော်ကလေချောင်းကနေဘုံကျဲတိုက်ခိုက်တယ်မိလောင်ဘုံနဲ့ချပီတိုက်ခိုက်ခြင်းလေဆိုလို့ရှိရင်ပြီးခဲ့တဲ့ရက်တွေကအင်အားသုံးပြီးတိုက်ခိုက်ထိုးစစ်ဆင်လို့ရနေပါတယ်။ဘာကြောင့်ကြောင်မဲမြို့ကိုတလာနေပါကြောင် ထိုးစစ်ဆင်တိုက်ခိုက်ရမှာပါလဲ။တကယ်တမ်းတမရော်ကသာကြောင်မဲမြို့ကိုပြာကျရင်ကျပါစီပလောင်တွေကိုမျိုးပြုတ်မယ်ဆိုတဲ့စိတ်ကူးရှိတယ်ဆိုရင်တမရော်ကလေကလေရင်တအုပ်နဲ့လာရောက်ဘုံကျဲတိုက်ခိုက်ရုံနဲ့ပလောင်တွေအားလုံးမျိုးပြုတ်သွားမှာဖြစ်ပါတယ်။ ဒါပေမဲ့ကျွန်တော်ရှေ့ကအစီအစဉ်မှာတင်ဆက်ပေးခဲ့သလိုပါပဲနောင်ချုံမြို့သိမ်းတိုက်ပွဲမှာလည်းမြို့ကိုအထူးကအနေအောင်ရေပြင်တိုက်ခိုက်ရေးတပ်တွေနဲ့ပဲတနေရစီတကန့်စီအပိုင်းလိုက်တလန်းဝင်တလန်းထွက်ရှင်းလင်းသွားခဲ့တာဖြစ်ပါတယ်အခုကြောင်မဲမြို့ကိုလည်းတမတော်ကအထူးကအနေအောင်ရှေ့ပိုင်းမှာရှိနေတဲ့ဒီဘုံရေတိုက်ခိုက်မှုပြည်စင်တွေအားလုံးကိုလည်းသေချာကင်းထောက်မှတ်တမ်းယူရေပြင်ပိမှတ်တွေကိုမတ်ပုံတင်ပြီးမှတိတိကျကျတိတိကျကျတိုက်ခိုက်တာတွေလုပ်ခဲ့တာပါ။ကျွန်မအာဘီမီဒီယာတွေကသတင်းတူသတင်းမတွေရေးသားနေတယ်လို့တမတော်ကကျောင်းမင်းမျိုးကိုရောက်ရန်ဒီမှာဘာကြောင့်မိရှုရမှာလဲဆိုတော့အုံနောက်ရှိရင်စဉ်းစားလို့ရပါတယ်။ ကိုလက်ထက်ကိုပြန်ရောက်ခံနေမျိုးအထီးကဲအကြဆုံးနင်းအောင်လို့အချိန်ကာလအယူပြီးတော့ထိုးစစ်ဆင်တိုက်ခိုက်နေရတဲ့မျိုးကိုဘာကြောင့်ရကန်ဒီမှာမိရှို့ရမှာပါလဲရရှိနေမှတန်းတပ်ပုံတွေကြည့်လိုက်ရင်လည်းအကျန်းဖက်သမားတွေမြေပြင်ကနေပဲအောက်ခြေကနေပဲမိရှို့သွားတာတွေကိုကျွန်တော်မြင်တွေ့ရပါတယ်ဒီကိစ္စတွေနဲ့ပတ်သက်ပြီးနိုင်ငံတော်အကြီးအကဲတွေအနေနဲ့ပလောင်လက်နက်ကင်တပုံ TNL ကိုနိုင်ငံရေးတကားပိတ်သွားရုံသာမကစစ်ရေးအရာပါမျိုးပြုတ်တဲ့အတိဘုံကျဲတိုက်ခတ်ချိန်မုံသွားဖို့လိုအပ်ပါတယ်ပလောင်တွေရဲ့ရုံမှာပတ်ဆက်မှုကနိုင်ငံရေးရေချိန်နှိမ်ပါမှုသာမက ဒေသခံရှမ်းလူမျိုးတွေအပေါ်မှာပါလူမျိုးရေးအရာနိုင်ငံရေးအရာကျုံမှာရက်ဆက်ရိုင်းဆိုင်စွာဆောင်ရွက်နေတာကိုလည်းမြင်တွေ့ရပါတယ်။ဒါကတော့ကြောင်မင်းမြို့ကိုတမတော်ကထိန်းချုပ်ခံပြီးအချိန်မင်္ဂလာသတင်းနဲ့အတူနိုင်ငံရေးအချိန်နှိမ်ပါပြီးတော့အောက်တန်းကျလာတဲ့ပလောင်လက်နက်ကန်တဲ့ပေါ် DNL ရဲ့ဆောင်ရွက်မှုတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။တောင်မင်းမြို့မှာရှိနေတဲ့ဒေသခံမိဘပြည်သူတွေအနေနဲ့ကြောင်မင်းမြို့ကိုဝင်ရင်တော့အရင်ဆုံးကြည့်ရမှာကပလောင်တွေထောင်သွားတဲ့မြေမြို့မိုင်းတွေပလောင်တွေဖျက်ဆီးသွားတဲ့အိမ်တွေနဲ့ပလောင်တွေမိရှို့သွားတဲ့အိမ်တွေထဲမှာကိုယ့်ရဲ့အိမ်ကိုယ့်ရဲ့နေရာဘယ်နေရာတွေပါဝင်ပြီးဘယ်နေရာတွေပျက်စီးသွားခဲ့တယ်လဲဆိုတာကိုအရင်ဆုံးကြည့်ရမှာပဲဖြစ်ပါတယ် ါကတော့ပလောင်လက်နက်ကိုင်တဘုံ DNL ရဲ့မိရှုဖျက်ဆီးပြီးတော့စစ်ရှုံးသွားတာတွေရဲ့နောက်ဆက်အတွဲလှုပ်ဆောင်မှုတွေပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီနေရာမှာထပ်မံဖြည့်ဆွက်ပြီးတော့တင်ဆက်ပေးလို့တော့ကတီဘုံမြို့မှာရှိနေတဲ့ရှန်တန်ရင်သားတွေပလောင်လက်နက်ကိုင်တဘုံ DNL ဆက်လက်ထိန်းချုပ်ထားဆဲဖြစ်တဲ့ကုတ်ခိုင်နံပါတ်ကာကနေတခြားသောမြို့တွေမိုးကုတ်မိုးမိတ်အပါအဝင်မြန်မာနိုင်ငံမှာရှိနေတဲ့တခြားသောမြို့အကြမ်းဖက်သမားတွေစုဖွဲ့ထားတဲ့မြို့ကဒေသခံပြည်သူလူထုတွေကိုအခြေအနေကိုသိပြီးတော့အခြေအနေမှန်ကိုနားလည်ဖို့လိုပါတယ်။အကြမ်းဖက်သမားတွေကစစ်ရှုံးပြီးဆုတ်ခွာထွက်ပြေးသွားရင်မြို့ကိုပြာချခဲ့တယ်ဆိုတာကိုနားလည်ဖို့လိုပါတယ်။ ဒါကြောင့်ကိုမျိုးကိုရက်ရွာပြာမချခြင်းမှုဆိုရင်တော့အကျံဖက်သမားတွေစုဖွဲ့နေရာတွေကိုပူပေါင်းဆောင်ရင်းပေးဖို့လိုတယ်။ဒီထက်ပိုပြီးတော့မှအကျံဖက်သမားတွေကိုပူပေါင်းဆောင်ရွက်မယ်။ဒီထက်ပိုပြီးတော့မှအကျံဖက်သမားတွေရဲ့လုပ်ရည်တွေကိုထောက်ခံမယ်အားပေးမယ်ဆိုရင်တော့ကိုယ့်ထက်မိုက်တဲ့လူရှိတော့မှာမဟုတ်ဘူးဖြစ်ပါတယ်။ကိုယ့်ရဲ့မွေးရည်မြေကိုကိုယ့်ရည်ချီကိုယ့်လက်နဲ့မဖျက်ဆီးဖို့လိုပါတယ်။ဒါကနိုင်ငံသားတယောက်ရဲ့တာဝန်လည်းဖြစ်တယ်လို့အကျံဖက်မှုကိုစန့်ကျင်ဖို့လိုအပ်တဲ့နိုင်ငံသားတယောက်ရဲ့တမိုင်းမေးတာဝန်တစ်ခုလည်းဖြစ်ပါတယ်။ဆိုတော့ဘလောင်လန်နိုင်ငံတပုံ DNLA ရဲ့အကြောင်းကိုပြန်ပြောရရင်တော့လုံးဝဆစ်ရှုံးသွားပြီဖြစ်ပါတယ်။တောင်မဲမြို့ကိုလက်လွတ်ရတော့မှာဖြစ်ပါတယ်။ ဆက်လက်ပြီးတော့တီဘောမြို့ကိုလည်းလက်လွတ်ရတော့မှာဖြစ်ပါတယ်။နောက်ထပ်ကြန့်ရှိနေတဲ့မိုးကုတ်မိုးမိန်နဲ့ပလောင်တွေထိမ့်ချုပ်ထားတဲ့မြို့နမ်ဆန်မန်တုံနမ်တုံမြို့တွေအထိအကြောက်တရားတွေနဲ့စုတ်ခွာသွားတဲ့ပလောင်တွေကိုနောက်ကနေထက်ချက်မကွာလိုက်လံရှင်းလင်းဖို့လိုပါတယ်။တောက်မဲနဲ့တီဘောသိမ်းပြီးရင်တော့မိုးကုတ်ကိုထပ်ပြီးတော့အင်အားအင်တိုင်းအားတိုင်းနဲ့တိုက်ခိုက်သွားဖို့လိုအပ်နေပြီဖြစ်ပါတယ်။ပလောင်တွေကိုဒီလိုမျိုးရုပ်မာခွင့်မပေးဖို့အချိန်ကျပြီဖြစ်ပါတယ်။ပလောင်တွေမျိုးပြုတ်ဖို့အချိန်ကျပြီဖြစ်ပါတယ်။ပလောင်အကြံဖက်သမုံမျိုးပြုတ်ဖို့အချိန်ကျပြီဖြစ်ပါတယ်ဆိုတဲ့အကြောင်းတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ ောက်လာမယ့်အစီအစဉ်တွေမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုပြန်ဆက်ပေးသွားအောင်မှာပဲဖြစ်ပါတယ်